ားလုံးတာလီစောပါကျွန်တော်ဒီနေ့တင်မဲ့ဟာကတော့ဒီ insect တက်ကနေပြီးတော့မှကျွန်တော်တို့ insect တက်ကိုသွားမယ်ပေါ့နော်စာပြီးတော့တင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ micro server ကိုဖွင့်လိုက်မယ်ဒီ micro server ဖွင့်လာတော့ကျွန်တော်တို့ဒါဖွင့်လာရလက်ကြာပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အထွေထူးသိပ်ပြီးတော့မှပြောစရာမလိုဘူးထင်ပါတယ် okay then document okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာ insert tag key ကိုကျွန်တော်တို့သွားမယ်เนาะ insert tag ကိုကျွန်တော်တို့သွားမယ်သွားပြီးလို့ရှိရင်ဒီမှာ cover page ဆိုတဲ့ banner လေးမှာမျှားလေးရှိတယ်ဗျအဲ့ဒါလေးကို click ချက်နေလိုက်ဒီမှာကျွန်တော်တို့စာအုပ် cover တွေပေါ့เนาะကျွန်တော်တို့စာအုပ်တွေဘာတွေထုတ်မယ်ဆိုလို့ရှိရင်ဒီစာအုပ် cover ပေါ့စာအုပ်အဖုံပေါ့เนาะဘယ်လိုပုံစံထားမလဲဆိုတဲ့ဟာကိုဒီမှာပေးထားတာဖြစ်ပါတယ်အဲ့ဒီတည်းကကျွန်တော်တို့တစ်ခုရွေးလိုက်မယ်ပေါ့เนาะเนาะပုံစံလေးပါဒါစာအုပ် cover ပေါ့เนาะ โอเคပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာ blank page ပေါ့เนาะအဲ့ဒါဘာကိုပြောချင်လဲဆိုတော့ဥပမာကျွန်တော်ဒီမှာ com co m e n t document ဆိုပြီးရိုက်လိုက်မယ်ပေါ့เนาะအားလုံးလေးကိုနည်းနည်းကျွန်တော်ကြီးလိုက်မယ် document ဆိုပြီးရိုက်လိုက်တယ်စာလုံးလေးကိုလည်းနည်းနည်းကြီးလိုက်မယ်အဲ့တော့ insert tag ကနေပြီးတော့ကျွန်တော်တို့ကဒီ ဘလန်ပစ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ဒီစာလုံးရဲ့ဒီညာဖက်မှာညာဖက်အစုံဆုံးမှာကာစာကိုချထားမယ်ချထားပြီးပြီဆိုလို့ရှိရင်ဒီမှာဘလန်ပစ်ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့နောက်စာမျက်နှာတစ်ခုကိုရောက်သွားမှာဖြစ်ပါတယ်ဗျာနော်ဒီမှာကာစာနောက်စာမျက်နှာတစ်ခုကိုဒီမှာရောက်သွားတယ်ဒီ document ဆိုတဲ့ဟာလေးကတော့ဒီမှာကျန်ခဲ့တယ်ပေါ့နော်โอเคနောက်တစ်ခုက document file ဆိုပြီးတော့ကျွန်တော်စာလုံးနှလုံးရိုက်ထားမယ်ရိုက်ထားတဲ့ထဲမှာကျွန်တော်ကဒီမှာဒီ file ဆိုတဲ့စာလုံးရဲ့ဒီဘယ်ဘက်မှာဘယ်ဘက်အစုံဆုံးမှာကာစာချထားမယ်ချထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ page break ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီ file ဆိုတဲ့ဟာ file ဆိုတဲ့စာလုံးကနေပြီးနောက် page တစ်ခုကိုရောက်သွားမှာပါဗျာနော်နှိပ်ကြည့်ပါโอเคဒီမှာနော်ဒါလက်လက်တွေ့မြင်ရတာဖြစ်ပါတယ် ဟိုအထွေထူးရှင်းပြเสียမှာမလို့ထင်ပါတယ်ဗျလွယ်ပါရင်เนาะโอเคနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒါလေးတွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်မယ်เนาะဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥမာ keyboard ကနေပြီးတော့ကျွန်တော်တို့ control ရဲ့ a ရဲ့ကိုနှိပ်လိုက်ပါเนาะဒါဆိုရင်အကုန်လုံး select off ဖြစ်သွားမယ်เนาะပြီးလို့ရှိရင် keyboard ပေါ်က delete key ကိုနှိပ်လိုက်ပါအဲ့ဒါဆိုအကုန်ပြတ်သွားမယ်ပေါ့เนาะ okay ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဒီစာကိုနေပြီးတော့ random ယူလိုက်မယ်ပေါ့เนาะ rand random ယူလိုက်မယ်ပြီးလို့ရှိရင်နှိပ်လိုက်မယ်ဒီမှာစာလုံးတွေပေါ့เนาะ โอเคဒီစာလုံးတွေကဥပမာကျွန်တော်တို့စာလုံးရေဘယ်နှလုံးရှိတယ်ပေါ့အဲ့ဒါဘယ်မှာသွားကြည့်လို့ရတယ်ဆိုတော့ဒီဘယ်ဖက်ထောက်မှာကျွန်တော်တို့ဒီမှာเนาะစာလုံး239လုံးရှိတယ်เนาะဒီစာလုံးရေက239လုံးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒါအခုလက်ရှိကာစာရောက်နေတဲ့နေရာ page number 1မှာရောက်နေတယ်စုစုပေါင်း page က3ခုရှိတယ်စာမျက်နှာ3ခုရှိတယ်လက်ရှိနေပြီးတော့ကျွန်တော်တို့ထောက်ထားတယ်ဒီမှာကာစာနေပြီးတော့ ပစ်နံပါတ်1မှာเนาะ1 or 3ဆိုပြီးရေးထားတာပါစာလုံးရေက239လုံးပါเนาะโอเคအဲ့တော့ကျွန်တော်တို့ဒီမှာ page number 3ကိုသွားလိုက်မယ်ကာစာထောက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ page number 3 or 3เนาะကာစာထောက်ထားရလဲ number 3မှာထောက်ထားရယ် page number 3မှာပေါ့เนาะโอเคပြီးလို့ရှိရင်ကျွန်တော်နောက်စာလုံးတစ်လုံးရိုက်လိုက်မယ်ပေါ့เนาะ new ဆိုပြီးရိုက်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာခဏ239လုံးဟုတ်တယ်เนาะအခု240ပြောပါပြီတစ်လုံးတိုးလာပြီပေါ့เนาะစာလုံးရေးနေပြီးတော့အဲ့ဒါကိုပြောခြင်းဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့ဒီမှာအခုဒီကျွန်တော်တို့စာမျက်နှာတွေပေါ့နော်စာမျက်နှာတွေကိုဒီချဲ့ပြီးကြည့်လို့ရတယ်ဗျအချဲ့ပြီးကြည့်လို့ရဆိုတော့ဒီအပေါင်းလက္ခဏာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာစာမျက်နှာကိုကျွန်တော်တို့ကြည့်ပေါ့နော်ကြည့်လာတာပေါ့ကြည့်လို့ရတာပေါ့ဒီအနှုတ်လက္ခဏာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာမျက်နှာကိုသေးအသေးမြင်ရတာပေါ့နော်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာဒီမှာကျွန်တော်တို့ word layout ပေါ့နော် word layout ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံစံလေးမြင်ရမှာဖြစ်ပါတယ်ဗျာ နော်ဒါ web layout ရဲ့ပုံစံဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကတော့ print layout ပေါ့ print layout ကတော့ကျွန်တော်တို့ဒီအမြဲတမ်းနေပြီးတော့စာရိုက်နေတဲ့ပုံစံလေးပေါ့နော် okay ဒီ back ဖက်စုံစုံသားလေးမှာရှိတဲ့ဒီမှာ remote ဆိုတဲ့ဟာလေးပေါ့ဒီ remote ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်ပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့စာအုပ်တော့ကိုဖတ်တဲ့ပုံစံမျိုးပဲဗျာနော်အဲ့လိုမျိုးဥမာဒီစာဘိုက်လေးကိုကျွန်တော်တို့ဖတ်လိုက်တယ်ဒီစာမျက်နှာလေးကိုဖတ်လိုက်တယ်နောက်စာမျက်နှာတစ်ခုကိုသွားမယ်ဆိုလို့ချင်းဒီမှာ ဒီကောင်းလေးကိုနှိမ့်လိုက်ရင်နောက်စာမျက်နှာတစ်ခုကိုရောက်သွားတယ်เนาะကျွန်တော်တို့အဲ့ဒီစာမျက်နှာအများကြီးရှိတဲ့စာအုပ်တော့ကိုဖတ်တဲ့အခါကြာလို့ရှိရင်စာရွက်တွေကိုလှန်ဖက်ရတယ်လို့ပဲကျွန်တော်တို့တစ်ချက်ချင်းလှန်ဖက်လို့ရတယ်ပေါ့เนาะအဲ့လေးတစ်ချက်နှိပ်ပြီးတော့เนาะ Okay အဲ့တော့ကျွန်တော်တို့ဒီမှာ print လေးရောက်ကိုကျွန်တော်တွားလိုက်ပါမယ်โอเคအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်